ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပန် Oribo Channel လေးကနေကြိုဆိုလိုက်ပါရနော်။ကဲဒီနေ့မှာဘယ်လိုဆက်လန်းလေးကိုတင်ဆက်ပေးမလဲဆိုတော့စောင့်မျှော်ချီချူအားပေးကြပါအောင်နော်။ဆက်လန်းလေးမစတဲ့ခင်မှာကျမတို့ Channel လေးကိုလည်း Like Subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်တော့ဆက်လန်းလေးကိုစတင်လိုက်ရအောင်နော်။ကိုအောင်ဟင်ဘာလဲချက်။တကယ်လို့ချက်မရှိတော့ရင်လေကိုအောင်ချက်ကိုဆက်ချက်နေရမယ်နော်။နောက်မင်းမှမယူရအောင်နော်။ ဟာချစ်နမိတ်မရှိနမမရှိဘာတွေရှောက်ပြောနေရလဲမဟုတ်ပါဘူးချစ်ပြောတာဂရိပေးပါဂရိပေးပါတယ်ကွာချစ်ရဲ့ကိုရဲ့သမီးလေးနှင်းအောက်ကလွင်ရဲ့တတလုံးသူနေကြမယ်မခွဲမခွာပေါ့နောင်ဘွားရှိရင်လေချစ်နဲ့ကိုုံနဲ့သမီးလေးနဲ့မိသားစုဖြစ်ပြန်ဆောင်ကြဖို့ဆူတောင်းမယ်လေချစ်ကတော့ချစ်ရင်တည်သွားရင်လေလူဝင်စားဖြစ်နေပြန်လာပြီးကိုကိုယ်ကိုယူမှာပဲဟောပြောပြန်ပြီ ပေါက်ကြရပြီတော်ပြီကွာမဟုတ်တာရင်ရှာမပြောနဲ့ချစ်ခရင်ထဲရှိရတာပြောတာပါချစ်သိသွားရင်တော်ပြီဆိုကိုအုပ်ကကမြတ်တန်နေရဲ့နှကမ်းမြောင်ပေးလိုက်ပါတယ်သူ့ရဲ့နှကမ်းမြောင်နဲ့ဖြစ်ပါတယ်ပြောပြီးမပေးနိုင်ရင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဆင်ဆင်ကိုအုပ်ကနဲ့မြတ်တန်နေတို့အိမ်တော်တတန်းကမကြလာသေးပါ သုံးနှစ်ကျော်လေးနှစ်ထဲမှာပဲရှိပါသေးတယ်။နှစ်ဦးသာချစ်သူတွေဖြစ်ချစ်သူတက်တန်းသုံးနှစ်ကြာပြီးမ မိဘများသဘောတူလက်ထပ်ကဲ့ကြခြင်းဖြစ်ပါတယ်။ကိုအုပ်ကာကလည်းမြတ်တန်နေကိုချေမြတ်တန်နေကလည်းကိုအုပ်ကာကိုချေအချစ်တွေကဲလွန်ပါတယ်။ပို့လွန်းလို့လေအပေါင်းတွေက ပြောခဲ့ကြသလိုကိုအုပ်ကာမိဘများကပဲမင်းတို့ကလွန်းလုံးပါတယ်လို့ထုတ်ပြောရတဲ့အထိပါပဲ။ဒါကတော့ရှေးဘဝအဆက်ဆက်ကပတ်သက်ခဲ့ပူတဲ့တစ္ဆာတရားကြောင့်ဒီဘဝမှာဒီလိုချစ်သူတွေဖြစ်ခဲ့ကြတာပေါ့။ကိုအုပ်ကာဖြစ်တတ်တယ်လို့ နောက်ဘဝလည်းဆက်ချစ်ကြအောင်ပါမြတ်တက်နေကလည်းရှယ်ရီပြောတတ်ပါတယ်တမီးလေးနှင်းအုပ်ကလွင်ကိုမွေးဖလာပါတယ်လင်းများနှစ်ဦးစလုံးအသေးသုံးဦးသုံးဖြစ်ခဲ့ကြချစ်ခဲ့ကြပြန်ပါတယ်အားကြရဲကွာကိုအုပ်ကရဲ့တငယ်ချင်းဖြစ်သူကိုတီဟာကပြောတော့အားကြရင်ငါတို့လိုဖြစ်အောင်ကြိုးစားလူပြိုကြီးဘွားနဲ့ကိုအားကိုကိုမနေနဲ့အချိန်တန်လို့မှအတိမပွင့်တာမျိုးစိမမှန်ပေမတန်လို့ပဲ ိုအုပ်ကကပြန်နောက်တက်ပါတယ်။ဟာအပင်ကတော့တန်နေကွာစိုက်စရာမြေမရှိသေးတာ။ကိုတီဟာကလည်းအားချမခံပါ။နင်းတို့ရှာပေးရမလား။မြတ်တန်နေကအပြုံးပြစ်ဆလိုက်ပါတယ်။နေပါကွာမြတ်တန်နေလို့မိမမျိုးတော့ငါဘလုံးမှမရှာနိုင်ပါဘူး။မှန်တယ်တငယ်ချင်းငှက်ဖြင့်တကိုင်းနဲ့နားမှာအိယာဝင်တချင်အောင်နဲ့အိမ်မှာဟာဟာဟာ။အိုးကိုအုပ်ကလည်း ုဥက္ကာရဲ့အနောက်ပြောင်းကြောင့်မြတ်တန်ရဲ့မျက်နှာနှီးသွားပါတယ်။ကုဥက္ကာကတော့သဘောကျစွာတဟဟာစမြူတိတ် နမိတ်ထုံးပါတယ်။မြတ်တန်ရင်ပြောတော်စကားတို့ဟာမြတ်တန်ကို နမိတ်ဖက်ခဲ့တယ်လို့ဖြစ်ခဲ့တယ်လို့ကိုဥက္ကာထင်ပါတယ်။ကြည်ပါမြတ်တန်တယောက်နေမထွတ်တူရဲ့နာယီကိစ္စသွားမှာတော့သူမစည်းသွားတော့ကတိမ့်မောက်သွားရကန်ဆိုးသွားတော့မြတ်တန်တယောက်နေရာမှာပဲပွဲချင်းပြီးဆုံးမသွားခဲ့ပါတယ်။ ကိုဥက္ကတယောက်အယူမီဝိုင်ခန်းစားလိုက်ရပါတယ်။တမီလေးနှင်းဥက္ကလွင်ကိုဖက်ကကိုဥက္ကပြိမစင်နာဖြစ်ရပါတယ်။မိဘများနဲ့မိတ်ဆွေများမှလည်းညတ်တက်နေရဲ့နာယိကိစ္စကိုဆောင်ရွက်ရင်းကိုဥက္ကအားနှစ်သိမ့်ဖြောင်းပြရပါတယ်။အဲ့ဒီတိုင် ကိုဥက္ကခမအယူကြီးပမာပေါ့။ညညတ်တက်နေကျွန်တော်စီလာတယ်သူကျွန်တော်ခွဲမတော်ဘူးလို့ပြောတယ်။ကိုအုပ်ကစကားချောင်းကိုတင်ရဆင်မကောင်း တရားနဲ့ဖြစ်ပါကိုအုပ်ကမြတ်တန်နေဟာသူခီးသူဆက်သွားပါပြီမဟုတ်ဘူးဗျမြတ်တန်နေဘဲမှမတော်ဘူးတမီးလေးနဲ့ကျွန်တော်နားမှာပဲနေတယ်အစွဲလမ်းမကြည့်ပါနဲ့ဗျာအရာရာစိတ်အလိုလိုက်နေကိုပဲဒုက္ခများရမှာ စွဲလမ်းတာမဟုတ်ဘူးကျွန်တော်မျက်စိနဲ့ကိုမြင်ရတာညာဆိုရင်ကျွန်တော်နဲ့လာအိတ်တယ်မဖြစ်နိုင်တာဗျာခမည်းစိတ်ကလှည့်စားနေတာဖြစ်မှာပါဘာလဲခမည်းကျွန်တော်ယူနေထင်းလို့လားကိုတီဟာ တပ်ပြင်းချလိုက်ပါတယ်။မိဘများကလည်းဖြားဖြားမနိုင်တော့၍လက်လျှော့ထားလိုက်ပါတယ်။ကြာလင်ချင်းကကူစားတော့ပါလိမ့်မယ်။လလောဆင်မှာတော့တန်ရောဆင်ချိုက အပူမိကိုမွေးနေပါတယ်။တရားရည်ပင်ဖြန့်ပတ်၍မနိုင်တော့တဏမီတို့ဖြင့်ရမတီလာလာမတီနဲ့ပြောင်းလဲရွှေလျားလာခဲ့ပါတယ်။သို့တော့ကိုးကတယောက်ဒီကအနေမထိုင်နိုင်သမီးကလေးနှင်းဥကလွင်ပင်တပြည့်ပြည့်ကြီးလာခဲ့ရာကြောင်းနေရရောက်လာပါတယ်။ အဲ့ဒီချိန်ထိကိုအိုးကမြတ်တန်နေကိုမမေ့သေးပါကိုတီဟာညကျွန်တော်အိမ်မက်မက်တဲကြမြတ်တန်နေကကျွန်တော်လာပြောတယ်သူ့ကိုပေးထားတဲ့ခရီးမဖြတ်ပါနဲ့တဲ့ကိုအိုးကရဲ့ပြောကြောင်းကိုတီဟာရှင်မောရပြန်ပါတယ်ဘာခရီးလဲနောက်မင်းမမယူဘူးဆိုတဲ့ခရီးလေမြတ်တန်နေဆုံးတာကြာပြီလေဗျာမဟုတ်ဘူးခရီးဟာခရီးပဲကျွန်တော်မြတ်တန်နေကိုချစ်တယ်အခုလည်းချစ်နေသေးပဲ။ အဲ့ဒါဆိုပြီးတာပဲဗျာခမည်းရင်နေရချစ်နေရပြဿနာမရှိပါဘူးကျွန်တော်မိဘတွေကကျွန်တော်ကိုမိမပေးစားချစ်နေလို့ဗျာမြတ်တက်နဲ့ဆုံးခဲ့ဒီမှာလဲကြာတမီးကလေးတယောက်နဲ့ပြာလဲများနေခဲ့ပြီး အရွယ်ကလည်းရှိနေရကြောင်းကိုဦးကရေးစိတ်နာတန်ရများပြေးစီချင်နေရတကြောင်မို့မိဘများကစီစဉ်ခြင်းဖြစ်ပါတယ်မိဘများကသူတို့ရဲ့စီစဉ်မှုကိုကိုတီဟကိုပါဖွင့်ရတိုင်ပင်ခဲ့တာမို့ကိုတီဟသိနေခြင်းဖြစ်ပါတယ် ဒါကတော့ဗျာခမားအနေနဲ့စဉ်းစားတဲ့နဲ့အချက်ပဲစေကူးရှင်မနေပဲလက်တွေ့ကြကြအဖြေရှာဖို့တင့်နေကိုဥကကိုဥကကလက်မခံပါတစ္ဆာတရားဆိုတာနှစ်ကာလကြာလည်းမပြတ်ရဘူးဗျာကျွန်တော်နောင်မင်းမှဆိုရင်ညတ်တဲ့အပေါ်တစ္ဆာဖောက်ရရောက်သွားမှာပေါ့ပြီးတော့ပေးထားတဲ့ကလေးရလည်းရှိသေးရဲ့လीတမီးလေးနှင်းဥကလွင်ကိုထိန်ကြမို့မိခင်တရားလူတာအမှန်ပဲကိုဥကတမီးဆိုတာမိခင်အုပ်ထိန်ရတာဗျာ ကျွန်တော်အဖေရောမရောရှိနေရပဲဗျာ။သူ့အဖိုးဘွားရှိနေမှာတော့ဘာပူစရာလို့လဲ။တော်ကြမွေတွေလက်ရောက်မှသမီးကလေးစိတ်ဆင်းရရမှာ။မိဘများကမိတို့နားချနာကြမိစေများကမိတို့တိုက်တွန်းတိုက်တွန်းကိုကိုကလက်မခံပါဘူး။သမီးလေးကိုမိတွေနဲ့လုံးဝမအံ့နိုင်ဘူး။ကျွန်တော်ရှင်နေရညတ်တဲ့နေရမှာလဲဘသူ့ကိုမှစားမထိုးနိုင်ဘူး။ကျွန်တော်ရဲ့ညတ်တဲ့နေသမီးကလေးနှင်းဥကလည်းဒီမိသားစုလေးမဖြုတ်ခွဲကြပါနဲ့။ ကျွန်တော်တို့မသိပေမဲ့ကျွန်တော်သိနေရယ်ကျွန်တော်တို့မိသားစုထဲမှာညာတတ်နေရှိနေရယ်ကိုတီဟာလက်လျှော့လိုက်ပါတယ်နေပါစေအောင်အနာတက်စိတ်ချမရှိဖြစ်နေစေလို့သဘောပေါက်လိုက်ပါတယ်တနေ့နေ့တော့ကိုအုပ်ကရဲ့စိတ်တရားများ ပြည့်သွားမှာပါလို့တွေးလိုက်မိပါတယ်အဲ့ဒါနဲ့ကိုအုပ်ကရဲ့မိဘများ ရှေ့စင်တော်စင် ဆုံးပါသွားကြပါတယ်အခုတော့ကိုအုပ်ကနဲ့တမီးကလေးနှင်းအုပ်ကလွင်နှူးတဲ့ကြံ့ရင့်ခဲ့ပါတယ် အဖေတခုသမီးတခုဘွားလေးကိုအိုးကကတော့မြတ်တတ်နဲ့ရှိနေသေးပါလို့အခိုင်အမာပြောနေသေးပါ အချိန်ဆိုတာက ရက်တက်လို့မရနှွေမိုးဆောက်လီလီပြောင်းသွားတယ်လို့နှင်းဦးကလွင်ကပဲ အပြုတ်ပြပဖြစ်လာပြီးတက္ကသိုလ်ကျောင်းသူဖြစ်လာခဲ့ပါတယ်အဲ့ဒီတိုင် ကိုအိုးကလွင်နောက်ရင်တော့မပြုတ်ပဲနေနိုင်တာကိုကိုတီဟာတို့ပေါင်းတဲ့တွင်အားကြပါတယ်လေးစားဝဲတွေးရှိလာပါတယ်ချီချူးရလည်းမစုံနိုင်ပါကိုအိုးကကတာမကနှင်းဦးကလွင်ကပါ ကိုကဘက်ကရှိလာပါတယ်။သမီးရဲ့ဖေကြီးကိုမိမမပေးစားတော့ဘူးလား။ကခတဲ့ကိုတီဟာကနှင်းဦးကလွင်ကိုစတတ်ပါတယ်။အဲ့ဒီခါမှာတော့ဟေးအင်းဖေကြီးကလည်းဖေမိမမှထည့်ယူမှာမဟုတ်ဖေကြီးထည့်ယူမယ်ဆိုရင်လေသမီးကတဘောမတူခွင့်မပြုနိုင်ဘူး။နှင်းဦးကလွင်ကမျက်နှာပြက်ပြက်နဲ့ပြန်ပြောပါတယ်။သူ့ကိုပြုစုဖို့လိုသေးတယ်လေကွာ။ တမီးရဲ့ဖေကြီးကအသက်ကြီးလာပြီလေတမီးပြုစုမှာပေါ့အခုလေတမီးပြုစုနေရပဲဟာတမီးပြုစုတာဥတို့တိတာပဲတမီးရန်လိမ်မာပြီအလွန်တိတက်တဲ့မင်းကလေးဆိုတာဥလက်ခတ်ပါရင်ဒါပေမဲ့တနေ့ကျရင်တမီးကချစ်သူတွေ့ပြီဟဲ့ဟဲ့ဟဲ့တမီးဖေကြီးကိုဘယ်တော့မှခွဲမတော့အောင်ချစ်သူလည်းမရှာအောင်ကိုတီဟပြောနေမိပါတယ်သူတို့သားဖမှာတကယ်ပင်ထူးခြားလာပါတယ်ကိုဥကာကိုပတ်ဝန်းကျင်ကဆွေမျိုးများကမိမယူရန် လာရောက်ဆက်ဆက်ဆွေးနွေးတဲ့အခါတိုင်းကိုဥကာကရောနှင်းဥကာလွင်ကပါခါခါတိတိညှင်းဆန်ကြသလိုနှင်းဥကာလွင်ကိုချစ်တယ်လို့ချင်းကက်လာတဲ့လူငယ်တိုင်းနဲ့အစုံမှာတော့အလံဖြူထောင်ကအရှုံးပေးသွားကြပါတယ်။သူတို့သားဖရဲ့နှောက်ဖွဲမှုတွေတို့ဘယ်သူမှကြားမဝင်နိုင်။အဲ့ဒီလိုကြားမဝင်နိုင်ဒီမှာမြတ်တန်ကရစ်ပတ်ထားတာကြောင့်ကိုတီဟာတို့လက်ခံထားကြပါတယ်။မြတ်တန်ရဲ့နေရာမှာကျွန်တော်ဗန်မိန်းမမှာအစမထိုးနိုင်ဘူး။ကိုဥကာကရေရေဝံကြီးညာတယ်လို့ မမေ့နေရမှာဘသူ့ကိုမှအစမထိုးနိုင်ဘူးနှင်းအုပ်ကလွင်ကလည်းပြက်ပြက်တတထုတ်ဖို့ပြောခဲ့ပါတယ်ကိုတီဟာတော့ခေါင်းတညံ့ညိတ်ပြီရှားမှရှားတကယ်မြင့်တာသမားတွေပဲအတီလိုမှတ်ချက်ပြုခဲ့ကြပါတယ်အခုတော့အနောက်ကနေထွက်ခဲ့ပြီးကောင်းခင်ကမင်းလွာဖြစ်ခဲ့ပြီးဝတ်တုံကကောင်းခင်နေရာရောက်သွားခဲ့ပြီလေကြည့်ပါဦးကျွန်တော်မင်းကလေးတယောက်ကို ဆွဲလဲနေမိပြီဗျာတဲ့ကိုးကိုင်စကားကြောင့်ကိုတင်ဟာချက်တီတီကမယုံနိုင်သလိုပြန်ကြည့်နေပါတယ်အံ့ဩလုံးရဲ့ရုပ်တဲ့စကားပင်ပြန်မပြောနိုင်ကျွန်တော်တကယ်ပြောတာဗျခမရမယုံလားနားရှိလို့သာကြားရတယ်ဗျမယုံတာအမှန်ပဲအမှန်မှာကိုတီဟာရာကျွန်တော်နောက်ညမဟုတ်ဘူးခမရပဲကြီးညာခဲ့ရလီမြတ်တဲ့နေနေရမှာဘယ်မိမမှအစားမထုတ်နိုင်ဘူးလို့ဟုတ်ပါတယ် အခုဘလို့ဖြစ်တာလဲကန့်ချမမျက်လဲပြတယ်ပြောရမလားနှလုံးသားစမ်းကြတယ်ပြောရမလားတခုခုပါပဲအဲ့ဒီမင်းကလေးကိုတွေ့ပြီးကျွန်တော်တိတ်ကိုလှုပ်ရှားခန်းစားသွားရတယ်ကိုတီဟာက ပြုံးလိုက်ပါတယ်ဒါဆိုခမရများတက်နေကိုမေးလိုက်ပြီလားအဲ့ဒီလိုတော့မဟုတ်ဘူးခမရများတက်နေနေမှာအစာထိုးတော့မယ်ပေါ့အဲ့ဒီလိုလည်းမဟုတ်ဘူးခမရများတက်နေကိုပေးထားတဲ့ခရီးဖြတ်တော့မယ်ပေါ့ အဲ့ဒီလိုဖြစ်နေပြီခမရများတက်နေတော့တစ္ဆာဖောက်တာပဲအဲ့ဒီလိုမပြောပါနဲ့ဗျာကိုအုပ်ကမျက်နှာငယ်လေးနဲ့ဖြစ်သွားပါတယ်တောင်းမှကြည့်ပါတယ်ကိုတီဟာကတဟားအော်ရလိုက်ပါတယ်ကျွန်တော်ကအတင်းနဲ့နောက်နေရပါကိုအုပ်ကကျွန်တော်ခမရကိုချင်းစားပါတယ်အမျိုးသမီးဘယ်ရလဲခမရလို့ယုံရလားခမရလို့ရက်ွက်ထရလားကိုအုပ်ကကခေါင်းခါလိုက်ပါတယ်မဟုတ်ဘူးဗျမန္တလေးကဟာ နှစ်ဖူးစာချွာလဲပဲဘယ်လိုလုပ်ပြီးမန္တလေးသူကို တွေ့ပြီးကြိုက်လာလဲကိုဦးကကရှက်မျက်နှာဖြင့်တလောကရုံးကိစ္စနဲ့မန္တလေးတွားရင်တွေ့လာတာဗျခတ်တူတူပြောလိုက်ပါတယ်တော်တော်လှလို့လားကိုတီဟာမင်းကိုမဖြေပဲဘသူလဲဆိုတာသိရင်ခမရတိတ်အံ့ဩသွားမယ်ကိုဦးကကသူစကားသူဆက်ပါတယ်ပြောပါဦးခမရတို့ကျွန်တော်တို့ရဲ့မိတ်ဆွေကိုစိန်တင်ရဲ့တမိလေးပဲဗျာ ဟိုဗျာကျွန်တော်တို့ရုံးကနေမန္တလေးကိုပြောင်းသွားတဲ့ကိုစိန်တင်လေးဗျာခမရမှတ်မိတယ်မဟုတ်လားမြတ်တန်နေဆုံးပြီးမကြခင်မှာပဲပြောင်းသွားလीကိုစိန်တင်ကိုမှတ်မိပါတယ်ဗျာကျွန်တော်အံ့ဩတာကခမရသဘောကြတာကိုစိန်တင်တမီးဆိုလိုပါ ကလေးမလေးကအသက်ဘယ်လောက်ရှိပြီလဲကျွန်တော်ထင်18 19ပေါ့ဗျာဟာဗျာကိုတီဟာဘာပြောရမှန်းမသိတော့ပါ ကိုအုတ်ကကိုသာငေးကြည့်ပြီးကြည့်နေလိုက်ပါတယ် အင်းကျွန်တော်သမီးနှင်းဥကလွင်ထက်တောင်ငယ်မှာပေါ့ဗျာခမားသမီးနှင်းဥကလွင်ကဘလို့မှသဘောတူမှာမဟုတ်ဘူးကျွန်တော်တိပါတယ်ကိုစိန်တင်တို့ကရောလက်ခံမလဲလားဗျာအဲ့ဒါလည်းတိပါတယ်ကောင်းမလေးရရောခမားလိုမုတ်ဆိုးဖို့သူ့အဖေရွယ်လောက်ကြီးကို ပြန်ချစ်မနဲ့လားအဲ့ဒါလည်းတိပါတယ်ဒါနဲ့များဗျာဒါပေမဲ့ခမားမသိဘူးကိုတီဟာရကျွန်တော်ပဲသိရင် သူ့ကိုတွေ့တွေ့ချင်းကျွန်တော်ဆွဲလန်းသွားတာကိုတီဟရုတ်တရက်တစုံတရာကိုတတိရလိုက်တာကြောင့်ဘာလဲအဲ့ဒီကလေးမလေးကညက်တက်နေနဲ့တူလို့လားအဲ့ဒီလိုမေးလိုက်ပါတယ်ကိုအုပ်ကပုံငေးသွားပါတယ်အတန်ကြာမှအင်းညက်တက်နေနဲ့တူတော့မတူပါဘူးစင်တော့မစင်ပါဘူးဗျာဒါပေမဲ့အဲ့ဒီရုပ်ရည်ကြောင့်လည်းမဟုတ်ဘူးဗျာတမျိုးပဲစိတ်ကဖြစ်သွားတာ ခမားတို့တွေးခဲ့ပုံလေးပြောပါအောင်ကျွန်တော်အလုတ်ကိစ္စနဲ့မန္တလေးသွားတယ်ဗျာအလုတ်ကိစ္စပြီးလို့မပြန်ခင်မှာကိုစိတ်တင်နဲ့တွေ့လို့အိမ်ကိုအလဲခေါ်လို့လိုက်သွားတာအိမ်ရောက်လို့သူတို့လင်မြန်နဲ့စကားပြောနေအောင်သူတို့သမီးလေးကကော်ဖီလာချပီးရင်အဲ့ဒီကောက်မလေးပဲကော်ဖီချပီးတောက်ပါအောင်လို့မဟုတ်ပြောမှသူ့ရဲ့မျက်လုံးတွေနဲ့ကျွန်တော်စုံလိုက်တယ်စုံစုံချင်းရင်တွေခုန်ပြီးထူးထူးဆန်းဆန်းခန်းစားလိုက်ရတယ်သူ့ကိုရင်းနေပြီးသားလို့စိတ်ကထင်းနေရဲ့ ကျွန်တော်တို့ကလည်းမျက်လုံးဝဝိုင်းလေးနဲ့ကြည့်နေခဲ့တယ်။အဲ့ဒီမျက်လုံးအဲ့ဒီအကြည့်တွေကတော့မြားတက်နေမျက်လုံးမြားတက်နေအကြည့်တွေမျိုးပဲ။အဲ့ဒါခမရယောဂဟောင်းထလာတာပဲ။မြားတက်နေစုံစင်ဟာခန်းစားရနေမတူ။မြားတက်နေနဲ့စတဲ့မီစုံတွဲစင်က ဖြစ်ခဲ့တယ်လို့မျိုးပဲဗျ။သူ့နမယဘသူတဲ့လေပန်းရုံနဲ့သူ့မန္တလေးမှာမွေးရလားဟုတ်တယ်ရှမ်းကုန်းမှာတော့ သူတို့မှသားတယောက်ပဲရှိတယ်လေအဲ့ဒီကောင်ကြီးကအခုစစ်ဖို့ဖြစ်နေပြီရှမ်းပြည်နယ်မြောက်ပိုင်းမှာတာဝန်ကျနေတယ်။ပန်ယုံကရန်ကုန်မှာကိုဝင်စရှိပြီးမန္တလေးကျမှာမွေးတာရတဲ့။ခမရပန်ယုံနဲ့စကားပြောခဲ့ရဲ့လား။တခုံးမှမပြောဖြစ်ခဲ့ဘူး။ကိုတီးကတက်ပြင်းချလိုက်ပါတယ်။ဒါဖြင့်ခမရဘာဆက်လုပ်မယ်လို့စိတ်ကူးလဲကိုအုပ်ကကိုအုပ်ကရဲ့ဖြေကအစင်သက်ရှိပုံရပါတယ်။မဆိုင်မတော့ထွက်လာပါတယ်။ ပန်းရုံးကိုလက်ထပ်ချင်တယ်ဖုတ်တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကိုတရားထံတို့နောက်ထပ်ရောက်လာသူမှနှစ်ယောက်ကလည်းဖြစ်ပါတယ်မျက်နှာအပြက်ပြက်မျက်ရည်တလဲလဲဖြစ်ဦးဖေးကြီးကိုကြည့်ပြောပါဦးပန်းရုံးကိစ္စဖြစ်မှာပဲလို့ကိုတရားတွေးမိလိုက်တော့လဲမသိဟန်ဖြစ်ဘာများလဲတမီးရဲ့ဖေးကြီးဖောက်ပြန်နေပြီဟေးဖေးကြီးလေ မန္တလေးကပန်းရုံးဆိုတဲ့ကောင်မလေးကိုလက်ထပ်ယူမယ်တဲ့နောက်တောင်နေမှာပါတမိရမဟုတ်ဘူးဦးရဲ့အတီပြောတော့တမိတဘောတူလားတဲ့တမိကိုမေးတယ်နင်းအုတ်ကလွင်မျက်ရည်တစမျက်လုံးအိမ်မှာစီးကြလာပါတယ်သူမောက်ကြီးွေကိုတီဟာစိတ်မကောင်းကိုအုတ်ကရဲ့ခန်းဆားမှုဟာရခင်ကပျော်ရွှင်ချမ်းမြေ့နေတော့မိသားစုလေးကို အပူတော့ကများတင်းဆောင်လာခဲ့ပါတယ်တမိကတော့တဘောမတူလို့ပြောလိုက်တယ် ဦးစဉ်းစားကြည့်လေအဲ့ဒီပန်ယွန်းကသမီးထောင်ငယ်သေးတာ哦အင်းဟုတ်တာပေါ့မမေ့နေရာမှာသမီးကဘသူ့ကောင်မှနေရာမပေးနိုင်ဘူးသမီးမပူပါနဲ့မဖြစ်နိုင်ပါဘူးသူလက်ထက်ချင်းမိမဲ့ပန်ယွန်းကလက်ခံမှာမဟုတ်ပါဘူးပန်ယွန်းမိဘတွေကလည်းတဘောသူမှာမဟုတ်ပါဘူးဒါပေမဲ့ဖေကြီးကအတန်းတန်ဖြစ်နေပုံပဲနောက်တစ်ပတ်တော့မန္တလေးတက်မလို့တဲ့သမီးကမလွတ်နဲ့ပေါ့ရမှာမဟုတ်ဘူးဦးရဲ့ မရတဲ့အတူတူသမီးပါလိုက်သွားမယ်လို့စိတ်ကူးတယ်။သမီးကြောင်းလည်းပိတ်ထားတာပဲလေ။သမီးလိုက်သွားပြီးပန်းယူနဲ့ပါတွေ့မယ်။မဖြစ်နိုင်ကြောင်ပြောလိုက်မယ်။သမီးဖေကြီးကစိတ်ဆိုးမှာပေါ့။ဆိုးပလိစီမမေ့နေရမှာအစားထိုးရအောင်ပန်းယူကဘာမို့လို့လဲ။အိုးဘသူဖြစ်ဖြစ်ပါ မမေ့နေအောင်လုံးဝမပေးနိုင်အောင် သမီးကတော့အပြက်ပဲ။တကယ်လို့ဥမေးမယ်နော်။ပန်းယူနဲ့သမီးဖေကြီးအဆင်ပြေသွားတယ်ဆိုရင်သမီးဘယ်လိုလုပ်မလဲ။နှင်းအုပ်ကလည်းမျက်ရည်များနဲ့ ြုံးလိုက်ပါတယ်။နာတင်တဲ့အပြုံးမှာတမီဖေးချင်းနဲ့အပြက်ပဲကိုတရားတယောက်ကြားမှရှင်ပူနေရပါတယ်။ကိုဥကာကပန်းယူနဲ့ပတ်သက်ပြီးမလျှော့တော့မဲ့တဘောနှင်းဥကာလွင်ကလည်းပန်းယူနဲ့ပတ်သက်ပြီးရှော့မပေးတဲ့တဘောသူတို့သားဖောင်လုံဆွဲနေကြပါတယ်။ကိုဥကာကမလျှော့ရင်နှင်းဥကာလွင်နဲ့ပြဿနာအကြီးကြီးတက်ကြတော့မယ်လေ။သူတို့သားဖောင်ကိုသစိမ့်တူကြောင့်စစ်စစ်ကကမဖြစ်စေလိုပါဘူး။ ကိုတီဟာကကိုအုပ်ကကိုနားချကြည့်ပါသေးတယ်။နှင်းအုပ်ကလွင်ရပန်းရုံကိစ္စကိုလုံးဝသဘောမတူဘူးလို့ပြောတယ်ကိုအုပ်ကကျွန်တော်လည်းဒီလိုပဲပြောတယ်။ခမရနားမစော့ရင်ခမရသမီးကခမရအပြက်ပဲလို့သူသဘောကိုပြောသွားတယ်။ကျွန်တော်လည်းပြောတာပဲ။ခမရဘလို့စဉ်းစားထားလဲစိတ်လို့တိတ်မလိုက်ပါနဲ့ဗျာ။သမီးအတွက်လည်းထည့်စဉ်းစားပါ။ကျွန်တော်ပန်းရုပ်ကိုမမင်းနိုင်ဘူးဗျာ။ ခမရနောက်မဆော့ဘူးလို့ဆိုလိုတာလားကိုအုပ်ကမဖြစ် သူ့မျက်နှာမှာသူ့ရဲ့ဆုံးမြတ်ချက်က အထင်းသားပေါ်နေပါတယ်ခမရတို့တားဖားရဲ့ချစ်ခင်မှုမပြတ်ပြားစေချင်ဘူးဗျာဘလို့ပဲဖြစ်ဖြစ် မမမမေတော့မဆုံးဖြတ်ပါနဲ့ပြောတာပြောရတယ်ကိုအုပ်ကနောင်ဝင်ပုံမပေါ်ထင်းတဲ့အတိုင်းပဲကိုအုပ်ကမန္တလေးတက်သွားပါတယ်ပန်းယူနဲ့တွေ့ရင်လက်ထပ်ဖို့အတွက်စူးစမ်းရတောင်းလင်းဥကလွင်လေလိုက်သွားပါတယ်ပန်းယူနဲ့တွေ့ရင်ဖောက်ခင်နဲ့မဖြစ်နိုင်ကြောင်း ကိုဦးကလည်းပန်ယွန်လက်ထည့်ရီကိုဖြတ်ရမှာဘာတွေဖြစ်လာမလဲအဖြစ်ဘလို့ဖြစ်လာမလဲကိုတီဟရှင်မောဆောင်ကြံ့ရင်လိုက်ပါတယ်မန္တလေးမှာပြန်ရောက်ချင်းကိုတီဟထံသို့ကိုဦးကအပြည့်ရောက်ချလာပါတယ်သူ့မျက်နှာမှုရသလိုရှင်ပြမြူးတူးစွာကိုတီဟရေမင်္ဂလာတည်ရင်ပြုတ်ဆက်ဆက်ချင်းကိုဦးကပြောတဲ့စကားဆိုပါကိုအုပ်ကဘလို့မင်္ဂလာတည်င်းလဲပန်းယုံမော့ဗျာ ပန်းယုံဘာဖြစ်လဲတခြားတယောက်နဲ့ပန်းယုံမင်္ဂလာဆောင်တော့မာတယ်လားကိုတင်ဟာကအရှုံးပြတ်တဲ့ဘောမြောင်ပြောလိုက်တာကိုပဲကိုအုပ်ကမျက်နှာပြတ်သွားပါတယ်ခမားကလည်းပြားပေါက်ကရလည်းမပြောဆမ်းမနဲ့ကျွန်တော်ကစကားကောင်းပြောမှာဟုတ်ပါပြီဗျာပြောပါပြောပါပန်းယုံနဲ့ကျွန်တော်လူကြီးရဲ့ကွယ်ရာမှာတွေ့ခဲ့ရတယ်တွေ့ရတယ်ကျွန်တော်လည်းတားမြစီးမြရဲ့စိတ်ကိုလှုပ်ပေးလိုက်တယ်လေပန်းယုံကိုလက်ထပ်ပြစီပေါ့ပန်းယုံကဘာပြောလဲ တို့လက်ထက်ချင်းသူမိဘတွေပြောပါတဲ့သူသဘောကိုရောခမရမမေးဘူးလားမေးတာပေါ့ဗျာသူကကျွန်တော်မငင်းပါဘူးတကယ်တကယ်ပေါ့ဗျာလင်းရုပ်ကလွင်ကရောဘာပြောလဲသမီးနဲ့ပန်းရုံကိုတွေ့ပေးလိုက်တယ်ကျွန်တော်ရှင်တထိုင်ထိုင်နဲ့ပေါ့ဗျာသမီးကကျွန်တော်ဗယ်မိမနဲ့မှသဘောမတူတာခမရတိတာပဲဟုတ်တယ်လေအခုမန္တလေးကိုလိုက်တာတော့ခမရနဲ့ပန်းရုံကိစ္စဖျက်ရအောင်လိုက်တာပဲဟာဟာ ခမရောက်တမရအဲ့ဒါလိုပြောသွားလားဟုတ်တယ်လေအင်းဟုတ်မှာပါဒါပေမဲ့ပြောရရင်ခမရတိတ်ကိုအံ့ဩသားမယ်ကိုတီဟာတမရပန်းယုံနဲ့တွေ့ပြီးကျွန်တော်ပြောတယ်ဖေကြီးပန်းယုံလက်ထက်ချင်းလက်ထက်ပါတဲ့တမီးလည်းပန်းယုံချစ်တယ်တဲ့ဗျာကိုတီဟာအံ့ဩမှုကအထုထိတ်သူရောက်သွားပါတယ်ဘယ်လိုဖြစ်ကုန်တာလဲဘာကြောင့်လဲကိုတီဟာရှင်မှာတိကျစိတ်တွေပြင်းထန်သွားခဲ့ပါတယ် တမီးကကိုအုပ်ကောင်ပန်းရွက်နဲ့တဘောတူလိုက်ပြီဆို။တိကျင်စိတ်နဲ့ဆွဆုံမှုကြောင့်ကိုတီဟာနှစ်ယောက်ကလွင်နဲ့တွားတွေ့ပြီးမေးလိုက်ပါတယ်။ဟုတ်တယ်ဦး။နှစ်ယောက်ကလွင်ရဲ့မျက်နှာကြည်လင်တက်ဆင်စွာဖြင့်ဘာဖြစ်လို့လဲတမီးပဲတမီးမမီရဲ့နေအောင်ဘသူ့ကောင်မှအစာမထိုးနိုင်အောင်ဆို။ဟုတ်တယ်လေ။ဒါဖြင့်အခုပါကြောင့်နှယောက်ကလွင်မဝမရဲမောကြည့်လိုက်ပါတယ်။တမီးကပန်းယုံကိုမမေ့ညမှာထားနိုင်လို့ပေါ့။ ကိုတီဟာကခေါင်းကုန်းလိုက်မိပါတယ်ဘလို့ပြောရမလဲတမီနားလေတယ်လို့ပြောရရင်တမီပန်းရုံတို့ရော့ချစ်သွားတယ်တမီချစ်သွားတာကတငယ်ချင်းလိုညီမလိုမဟုတ်ဘူးအမေတယောက်လိုချစ်သွားတာဥရဲ့အဲ့ဒါကြောင့်ဥတော့ခေါင်းရှောင်နေစေပဲပန်းရုံကလည်းတမီကိုချစ်တယ်တဲ့ကိုတီဟာကမြပဟိနီတပုတ်ကိုအဖြေထုံးများတဲ့သူကဲ့သို့ပဲအဖြေချလေးရှာများလီပါလျှောက်ကလည်းမျက်နှာမှာတော့ ကိုအုပ်ကလည်းပဲကြည်လင်ရှင်ပြနေပါတယ်။တကယ်လဲသူကျင်းနဲ့ကျင်းတို့ပြုံးမြော်နေရဲ့ဟန်မောင်။ကောင်းပါတယ်တမင်းရဲ့။ဒါလက်တွေ့ကြတဲ့ဆုံးဖြတ်ချက်ပါပဲ။ပြောတာပြောလိုက်ရပါတယ်။သူတို့တရွေအတွက်ဝမ်းသာရတာကတစ်ဖက်သူတို့တရွေရဲ့ရည်ဆက်စမ်းချက်မျိုးကိုညံမမီတာကတစ်ဖက်ကိုတီးရကောင်းတဲ့မှာလုံဆွဲနေပါတယ်။မကြခင်မှာမန္တလေးမှာဆင်းလာတော့ကိုစိန်တင်နဲ့ကိုတီးရတွေ့ဆုံရပါတယ်။ကိုစိန်တင်ဆင်းလာတာက ကိုဦးကနေပန်းရောမင်္ဂလာကိစ္စဖြစ်ပါတယ်။ဘလို့မတော့မထင်နဲ့ပြကိုစိန်တင်ခမရခမရသမီးပန်းရုံကိုကိုဦးကနေတဘောတူတာပဲလား။မေကွန်ကမသိအောင်မန်းကို ကိုတရားသိပါတယ်။ဒါပေမဲ့ရင်းနှီးတော့သူများမို့အမနာပါမနာ မေးလိုက်မိချင်းဖြစ်ပါတယ်။ကိုစိန်တင်ကလေးအေးဖြစ်ရှင်းပြပါတယ်။ခမရမေးမယ်ဆိုလေမေးတဲ့ပါတယ်။ရိုးရိုးသားပြောရရင်ကျွန်တော်သမီးနွတ်နွတ်ထွတ်ထွတ်ကလေးကို ကလေးတယောက်အဖေမုံဆိုးဖို့အတက်ကြီးကြီး လူကြီးတယောက်နဲ့ဘယ်ပေးစားချင်မှမလဲဒါပေမဲ့သမီးကိုရန်ကိုက ကိုဥကဘကပါနေပြီဆိုတော့ကိုဥကဘကပါတယ်ဟုတ်လားဟုတ်တယ်ကိုတီဟာကိုဥကကအိမ်အောင်ရှိဘူးတဲ့သူမို့စီယုံကောင်းသွားလို့မဟုတ်ဘူးသမီးကိုနိုင်ကိုက ကိုဥကကိုမြတ်တာရှိနေရကိုဗျကျွန်တော်အဲ့ဒါကိုတိတ်တဘောမပေါက်တာစမ်းကြတဲ့ဖူးစာလိုပဲမှတ်ပေါ့ဗျာ ဒါပေမဲ့ခမညာနားလည်အောင်ပြောရရင်တော့ဒီလိုပြကျွန်တော်ရန်ကုန်ကနေမန္တလေးကိုပြောင်းတော့ကျွန်တော်ရဲ့ဇနီးမှာကိုဝင်ရှိနေတယ်။အဲ့ဒီကိုဝင်ကိုမန္တလေးမှာမွေးတယ်။အဲ့ဒီကလေးကပန်းယုံမယ်။ပန်းယုံနှစ်နှစ်ကျော်တုံးနေစကားပြောတဲ့အခါတစ်ခါတစ်ခါထူးဆန်းတာတွေကိုပြောတယ်။ဘာတွေပြောလဲ။သူ့အိမ်ကဒီအိမ်မဟုတ်ဘူး။သူ့မှာယောက်ျားရှိရတို့သူ့မှာသမီးရှိရတို့ဗျာ။အဲ့ဒီတော့ကျွန်တော်တို့ကပန်းယုံဟာတရားဝင်စားတယ်လို့ပဲ။ အကြံပြင်တွေးမိခဲ့ကြတာဘယ်သူပဲ ware တော့မခံမှန်မိခဲ့ကြအောင်ပန်းရုံကြီးလာတော့လေအဲ့ဒါတွေထပ်မပြောတော့ပါဘူးဒီတော့ကျွန်တော်တို့လေမမေ့ပြောင်ဖြစ်သွားတယ်ဒါပေမဲ့တခုတော့ရှိတယ်ဗျပန်းရုံချစ်လို့လာရောက်တောင်းရန်ကြသူတွေရှိတယ်အုပ်စပေါ်ရုပ်ချော့ပညာတတ်တွေပါပဲပန်းရုံကလက်မခံဘူးဗျလုံးဝခခတိငင်းငယ်ရချီပဲဟုတ်လားခူးကြမှာဗျကိုဦးကတို့လက်ထက်ချင်နေဆိုတော့လုံလုံလလက်ခံနေတယ် အဲ့ဒါမစိုးလားအဲ့ဒါနဲ့ပဲကျွန်တော်တို့လင်မယားကတဘောတူလိုက်ရတာပန်းယုံဟာတချိန်က ကိုဦးကရဲ့ဇနီးမြတ်တဲ့ဝင်စားလာလားမပြောတတ်ပါဘူးဗျာကိုတရားစိတ်ထဲမှာနည်းနည်းတော့ရှင်းသွားတယ်လို့ဆိုရပါမယ်ကိုဦးကသူ့ဇနီးမြတ်တဲ့ရဲ့ပခုံးမှာအမတ်ကြီးတခုရှိရဲ့လို့ပြောတယ်ဗျာအဲ့ဒါတမီးမှလည်းပခုံးမှာအမတ်ကြီးတခုရှိရဲ့လीကိုစိန်တင်ရဲ့နောက်ဆက်တွဲစကား ကိုအုတ်ကာနဲ့ပန်းရင်းတို့မင်္ဂလာပွဲ အောင်မြင်ပျော်ရွှင်စွာပြီးမြောက်သွားခဲ့ပါတယ်။အခုတော့ကိုအုတ်ကာတို့မိသားစုလေးမှ၃ယောက်ပြန်ဖြစ်သွားခဲ့ပါတယ်။ပျော်ရွှင်ချမ်းမွေ့ဖွယ်တိရိကရာလေးပါ။ကိုအုတ်ကာကလည်းပန်းရင်းကိုချင်းပန်းရုံကလည်းကိုအုတ်ကာကိုချင်းပန်းရုံကိုနှင်းဥကာလွင်ကလည်းချင်းနှင်းဥကာလွင်ကိုပန်းရုံကလည်းချင်းအချစ်အင်္ဂလိပ်ဖြစ်နေပါတယ်။ကြည့်ပါဦးကိုတီဟာအလဲရောက်သွားတော့ကိုတီဟာကိုတော့အပြုံးဖြစ်ကျိုးဆိုရင် ကိုအုပ်ရင်ဒီမှာဧည့်သည်လာတယ်ဘသူလဲထွက်ကြည့်စမ်းမအောင်ပေါ်တော်မူကြည့်တန်းယုံကအိမ်ထဲကိုလှမ်းပြုတ်လိုက်ပါတယ်ဟိုတုန်းကမြတ်တန်နေကကိုအုပ်ကခေါ်တယ်လို့ကိုအုပ်တဲ့အဲ့ဒီတုန်းကမြတ်တန်နေကကိုတီဟအလဲသွားတိုင်းအလားကျက်တက်တဲ့ကိုတီဟကို နောက်ပြန်လေရှိတဲ့အတိုင်းပေါ်တော်မူကြည့်တဲ့ကိုတီဟမဟုတ်ဘူးလားချစ်ရဲ့လာပြီလာပြီကိုအုပ်ကအပြင်ကိုထွက်လာပါတယ်ဟိုတုန်းကမြတ်တန်နေကိုခေါ်တယ်လို့အခု န်းရုပ်ကိုချဲတဲ့။တမီးလေးရေကိုတရားဖို့ကော်ပြီးဖြောခဲ့ပါရဲ့။ကြည်စမ်းမောင်ပန်းရုံက သူ့ထက်အသက်တနည်းကြီးရဲ့နှင်းဥကလွင်ကိုလှမ်းပြောနေဖို့တမီးတယ်လား။ဟုတ်ကဲ့မမေတမီးဖြောပြီးယူခဲ့မယ်။ဟောနှင်းဥကလွင်ကလည်းသူ့ထက်ငယ်တဲ့ပန်းရုံကိုမမေးတဲ့သူ့ကိုသူတမီးတဲ့ကိုတရားပြောင်းလိုက်မိပါတယ်။ပီတိပြောင်းမှ ရှင်ထဲမှာစမ်းချောင်းလေးစီးသလိုချမ်းမြေ့မှုကလည်းအပြည့် ဘယ်လိုပြောရပါမလဲသင်ကဘယ်လိုခန့်စားရပါမလဲဂမ်မီယာရေဆက်လို့ပဲအမိတက်ကြမလားဂမ်မီယာမိသားစုလို့ပဲတတ်မရလိမ့်မလားပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီနားဆင်နေကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစီရှင်နောက်နေ့တွေမှာလည်းဘယ်လိုဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြ ကျမ်းမာချမ်းသာကြပါစေရှင်။နောက်နေ့မှာလည်းဘလို့ဆလလေးကိုတင်ဆက်ပေးမယ်ဆိုတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလမ်းမြောက်နားဆင်ရင်ပရိသတ်များအလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။